အားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့ The Nerdy Space Radio Channel ရနေပြီးတော့အားလုံးပြန်ပြီးတော့နှုတ်ခွန်းဆက်တာပါတယ်အခုကျွန်တော်ရဲ့ဒီပေါ်အာကာသနဲ့သိပ္ပံပညာအပိုင်း9ပေါ့နော်ဒီ9ကနေစပြီးတော့9 6ခွန်ဒီ episode 3ခုစာလောက်ကိုတော့ကျွန်တော်ဗာအကြောင်းနေပြောမလဲဆိုလို့ရှင်လနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအထူးအာရုံစိုက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့လနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဗာတွေပြောမလဲဆိုရင်ဟလာလပြည့်ခြင်းလွယ်ခြင်းအဲလဆန်းလဆုပ်ဒီဥစ္စာတွေဒါအများနာလဲပြီးတာကိစ္စတွေလည်းပါမယ် နောက်ပြီးတော့ဟုတ်လားကျွန်တော်တို့ဒီလကိုကြည့်လိုက်တိုင်းမှာအမြဲတမ်းပဲဟာလားရွှေလမှာယုံွက်လို့စံဖို့ဒီအဖိုးအိုဆိုတဲ့ဒီယုံနဲ့အဖိုးအိုပုံကိုပဲအမြဲတမ်းမြင်နေရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်အဲ့လိုမြင်နေရတာလဲဘာလို့တချမ်းပဲကျွန်တော်တို့မြင်နေရတာလဲ ီအကြောင်းနေပါမယ်။နောက်ပြီးတော့အဲအချို့တွေပြောကြတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့မမြင်ရတဲ့လအချမ်းဟိုဘက်ချမ်းက dark side of the moon ဆိုပြီးအချို့ကပြောကြတယ်ပေါ့နော်။မမြင်ရတဲ့ဟိုဟာဘယ်တော့မှနေမထွက်တဲ့အချမ်းလို့အမြဲမှောင်နေတဲ့အချမ်းလို့ပြောတယ်။အဲ့ဒါဟုတ်သလား။ဒါတွေပြောကြမယ်။ပြီးတော့ဗာလဲဆိုလို့ရှင်အရင်စိတ်ဝင်စားဖို့ကောင်းတယ်။နေကြက်ချင်းလကြက်ချင်းကဘာကြက်ချင်း ဒါတွေထည့်ပြောမယ်အဲ့တော့ကပနီချက်တာလာချက်တာပဲမြင်မှုတွေကဘာချက်တာမမြင်ဘူးဟုတ်လို့လားဆိုတော့အဲကျွန်တော်ပြောပြမယ်အရေအကြောင်းတွေပါတယ်နောက် DA တွေ DA တိုင်းလို့ခေါ်တဲ့ DA ဖြစ်ပေါ်ပုံနေဒီအကြောင်းတွေကိုစပြီးတော့တဲပြီးကျွန်တော်ပြောသွားမှာဖြစ်ပါတယ် အဲ့တော့အဲ့အကြောင်းนี่မပြောခင်မှာကျွန်တော်เนี่ยပြည်သက်နေပါဆိုအရင်ဆုံးကျွန်တော်တို့ဝေါ်ဟာတာညှိနှိုင်းဖို့လိုရဲပေါ့เนาะဘာဖြစ်လို့ဆိုဒီနေဆက်ကြဝလာမှာဟာလာနေကဘာလာကျဲဒီဟာတွေအကုန်လုံးအလုံးနေအလုံးနေကလှဲ့ကြတယ်ပေါ့เนาะပြုံစံမျိုးစုံလှဲ့တော့ဟာလဲတယ်လှဲ့တယ်အင်္ဂလိပ်လိုဆို spin rotate revolve အဲအဲ precess wobble အဲ့လိုစကားလုံးနေအများကြီးရှိတယ် orbit စသဖြင့်အဲ့တော့ဟာပေါ့เนาะတရားနဲ့တရားနဲ့ပြောလိုက်တာနဲ့နားလဲတော့ကျွန်တော် language ကိုညှိရမယ်ပေါ့เนาะ အဲ့ဆိုကျွန်တော်ဘယ်ကနေစပြီးပြောမလဲဆိုရင်ဘယ်အရာဝတ္ထုမဆိုးပေါ့နော်လုံးနေတဲ့အရာဝတ္ထုမဆိုးသူ့ရဲ့ဝင်ရိုးမှာသူဒီလိုမျိုးလဲနေတဲ့ဥစ္စာမျိုးတွေရှိတယ်အဲ့ဒါကိုကျွန်တော်ဒီ channel မှာပေါ့အခုကစပြီးနောက်ပိုင်းဘယ်လိုပြောသွားမလဲဆိုလို့ရှိရင် S P I N spin နော် spin လို့ပြောပါမယ်ဒါဒီ spin လုပ်နေတယ်ပေါ့ဒီ art ကရစပင်စရာပါလဲဆိုတော့ဒါ wish or set to ဘာလို့မှလဲနေတယ်လို့မျိုးလဲတာဒါ spin အလားတူပဲဟာလား နေတော့မဟုတ်ဘူးတခုခုဒါဟိုဘာလဲဆိုတော့ခလဲမှာထားပြီးတော့ဒီမျိုးလှည့်သွားတာဟာမျိုးလေးတွေရှိတယ်ပေါ့เนาะအဲ့လိုမျိုးလှည့်သွားတာကြတော့ကျွန်တော်ဘယ်လိုသုံးလဲဆိုလို့ရှင် orbit orbit အဲเนาะဒါလှည့်ပတ်တယ်ဆိုတဲ့ဟာလေးသုံးမယ်အဲ့တော့ spin ဆိုတာရှိမယ်ကိုယ်ဝေဥစုံမှာကိုယ်လဲတာ orbit တခုခုကိုဘဟုထားပြီးတော့မှလဲပတ်တာအဲ့တော့ spin and orbit ဆိုတာရှိမယ်အဲ့ဒါလေးတွေအဲစကလုံးတိုက်ထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဘာဒီမသုံးလဲဆိုလို့ရှင် rotate revolve အဲဒီလိုအင်္ဂလိပ်စကလုံးနေမသုံးဘာဆိုရှုပ်လို့နောက်ပြီးတော့ အဲလေတယ်လှဲ့တယ်အဲ့လိုစကားလုံးတွေတိတ်ပြီးတော့မတော့ဘာဆိုဘယ်ဟာဘာပြောမှန်းမသိပါဆိုလို့တော့ပရိသတ်နဲ့တခါလေးညှိထားတာ spin ဆိုတာပါလဲ orbit ဆိုတာပါလဲအဲ့ဒါဆိုဘယ်ကစပြောရမလဲဆိုလို့ရှင်အဲ့တော့ကဘာနဲ့လာလာနေဘယ်လိုလှဲ့ပတ်နေလဲပေါ့အဲ့တော့ဒါကကဘာကြီးဒါလာလေးနော်အဲ့တော့ဒီလာကကဘာကိုဒီလို orbit လုံနေအဲ့တော့ orbit လောက်တာဘယ်လောက်ကြာလဲဆို29ရက်ကြာကြာကြာတယ်29ရက်ခွဲပဲထားပါတော့နော်အဲ့တော့29ရက်မှာတပတ်နှုံနဲ့ orbit လုပ်တယ်ပေါ့ဒါတလားတပတ်လို့လည်းအလွယ်တကူပြောလို့ရတာပေါ့နော်29ရက်ကိုတပတ်အဲ့ ဲ့လို operate လုပ်နေတဲ့အတွက်ကြောင့်မလို့ပါပြလို့ကျွန်တော်တို့မှာလာပြေခြင်းလာကွယ်ခြင်းဟာလာလာစမ်းခြင်းလာဆုပ်ခြင်းဒါမျိုးတွေဖြစ်တယ်အဲ့တော့ကဘာကတော့ဗာလဲဒီမှာ24နာရီကိုတရက်နှုံးနေလေတယ်ဒါပေမဲ့ तू ကတော့ဟိုကနှစ်တစ်ပတ်လဲဖို့အတွက်ဘယ်လောက်ကြာလဲဆိုရင်26ရက်ကြာကြာနော်အဲ့တော့ကဘာလဲတဲ့အချိန်မှာနေဖြစ်လိုက်ညဖြစ်လိုက်နေညဖြစ်တဲ့အချိန်မှာကောင်းကင်ကိုမုတ်ကြည့်လို့လာအောင်မြင်ရနေရတစ်ဖက်ကထိုးနေမယ်နော်အဲ့တော့ထိုးနေရတစ်ဖက်ကထိုးတဲ့တောင်မှလာမှာအမြဲတမ်းလင်းတဲ့တစ်ချမ်းရှိမယ်မောင်းတဲ့တစ်ချမ်းရှိမယ် အဲ့လင်းတဲ့ချမ်းမှောင်တဲ့တချမ်းကိုကြည့်လိုက်တဲ့အချိန်မှာအဲလင်းတဲ့အချမ်းကိုပဲကိုတက်တက်ကြည့်မိတဲ့အချိန်ဆိုဒါလားပြည်တယ်ပေါ့မှောင်တဲ့အချမ်းကိုတက်တက်ကြည့်မိတယ်ဆိုဒါလားကွယ်တယ်ပေါ့အဲအဲ့လိုမဟုတ်ဘဲနဲ့အလင်းတချမ်းအမှောင်တချမ်းကိုကြည့်မိတယ်ဆိုဒါလာဆန်းလာဆုပ်စသဖြင့်ဒါမျိုးတွေဖြစ်တယ်ပေါ့ဒါရှင်းတယ်နော်အဲကျွန်တော်ပြီးနေအသေးစိတ်ချပြရှင်းပြမယ်ပေါ့နော်အဲ့ဒါက orbit လောက်တဲ့အပိုင်းအဲ့တော့ spin ဆိုတဲ့အပိုင်းကိုတော်တော်များများ discuss မလုပ်ကြဘူးနော်အဲ့တော့ အခုကျွန်တော်ဘယ်ကနေစပြောမလဲဆိုရင်လအောင်ကြည့်လိုက်တဲ့အမြဲတမ်းဒီမျက်နှာတစ်ခုပဲမြင်နေရတယ်ဟာလားဟိုအဖိုးအိုနဲ့စံဖုတ်တဲ့ယုံနဲ့အဲဒီပုံပဲအမြဲတမ်းမြင်နေရတယ်ကြည့်လိုက်တယ်လပြည့်တဲ့နေ့ကြည့်လဲဒီလိုပဲဒါလကွယ်တဲ့နေ့ကတော့မမြင်ရဘူးပေါ့လေလလစန်းနေလဆုပ်တွေအကုန်လုံးကြည့်လိုက်လေအဲ့ဒီပုံပဲမြင်နေရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲပေါ့ ။ဘာကြောင့်လဲဆိုတော့တော်တော်များများအမှတ်မှားတာတခုရှိတယ်။ဘာလို့ဆိုတော့သူတို့တွေကဘလို့တွေးလဲဆိုတော့လကားတဲ့ orbiter လောက်နေတာ spin မလုပ်ဘူးပေါ့နော်။ပြောချင်တာဒီလိုသာပတ်နေတာဒီလို spin မလုပ်ဘူး။မလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလကိုကြည့်လိုက်တိုင်း same side ကိုပဲမြင်နေရတယ်။အဲ့လိုမျိုးပြောတယ်။ဒါတော်တော်များများပြောကြတယ်ပေါ့နော်။ဘလောက်တောင်ကိုတော်တော်များများမှားကြလဲဆိုလို့ရှင်ကျွန်တော်တို့ဗမာပြည်မှာ၁၀တန်းအင်္ဂလိပ်စာဖတ်စာဘူးပေါ့နော် unit 3 the moon ဆိုရဲဟာမှာတော့အဲ့လိုမျိုးရေးထားတယ်နော်အဲ့တော့ဗာလဲဆိုတော့ကျွန်တော်ပါရာဂရပ်လေးယူနော်ဒါမှာတပ်ပုံလေးပြထားတာ နော်အမပထမတစ်ကြောင်တော့ရှင်းတယ်ပေါ့နော်29ရက်ကိုတပတ်လေပါတယ်တဲ့ orbit လောက်ပါတယ်တဲ့ဒုတိယကြောင်ဘာပြောလဲဆိုတော့သူ့ကိုယ်သူ spin လောက်ပါတယ်ပေါ့နော်အဲ့လို spin လောက်တဲ့အားကိုနှေးလွန်းတဲ့ကြောင့်ကြောင့်မလို့ကဘာကြည့်လိုက်ရင်မွန်းကိုအမြဲတမ်းတချမ်းပဲမြင်နေရတာဘာဆိုပြီးအင်္ဂလိပ်စာဖတ်စာအုပ်မှာတော့အဲ့လိုရေးထားတယ်မှန်သလားပေါ့စဉ်းစားအောင်နော်အော်စဉ်းစားဖို့ရဆိုရင်ကျွန်တော်အခြေအနေနှစ်ခုပြောပြမယ်အဲ့တော့အခြေအနေနံပါတ်1ကတော့ဘာလဲဆိုရင်ဥပမာဥပမာဥပမာပြောနော်အခြေအနေနံပါတ်1ကတော့ဘာလဲဆိုရင်မွန်းဒီ orbit မလောက်ဘူးတနေရာထဲမှာပဲနေပဲ ် open မလုပ်ပေမဲ့ဘာလဲဆို spin လုပ်မယ်အဲ့ဒါဆိုဘယ်လိုမြင်ရလဲတေချာတာပေါ့အဲ့ဒါဆိုလာရဲ့ဒီဘက်ချမ်းမြင်လိုက်အရှိချမ်းမြင်လိုက်အနောက်ချမ်းမြင်လိုက်ဘယ်ချမ်းမြင်လိုက်ညာချမ်းမြင်လိုက်အဲ့လိုမြင်ရမှာပေါ့ဒီလိုရွှေလာမှာစံဖို့တဲ့ပုံကြီးပဲအမြင်နဲ့မမြင်ရအောင်ဒါရှင်းတယ်အခြေအနေနံပါတ်ဒုတိယနှစ်ဒုတိယအခြေအနေပေါ့နံပါတ်1အခြေအနေကတော့ဘာလဲဆိုရင်အခုကျွန်တော်ဒီလာကို spin လုံးဝမလုပ်တော့ဘူးအတိုင်းမင်းနေ spin မလုပ်ဘဲနဲ့ orbit လုပ်မယ်ဘယ်လိုမြင်ရမလဲပေါ့စဉ်းစားကြည့်အောင် เนาะအဲ့တော့အခုဒီမှာဆိုရင်ကဘာနေလောက်လှမ်းကြည့်လိုက်တဲ့အချိန်မှာလက်ကင်ရှိတဲ့အချမ်းဦးမြင်ရတယ်အခုကျွန်တော် spin မလုပ်ဘူးเนาะ orbit ပဲလုပ်မယ်ဆိုတော့ဒီလိုလေးပေါ့အခုဒီနားရောက်သွားပြီခဏရက်เนาะတော်စအစအဆုံးက29ရက်ကြာတာဆိုတော့ဒါခဏရက်ကျော်လောက်မှဒီရောက်သွားပြီလှမ်းကြည့်လိုက်တဲ့အချိန်မှာလက်ကင်ရှိတဲ့ဘက်မမြင်မဟုတ်တော့ဘူးခွက်ကဲဒီဘက်အချမ်းဦးမြင်နေတာဖြစ်သွားပြီဟုတ်ပြီเนาะအဲ့ဒါပါဆို orbit လုပ်ပြီး spin မလုပ်လို့အဲ့ဒါကိုကျွန်တော်ဆက်လှည့်လိုက်တယ် ်ဒီဘက်ရောက်သွားတယ်ကဲကြည့်ကြည့်လိုက်ဒါဆိုရင်လက်ကင်မရှိတဲ့အချမ်းမဟုတ်တော့လက်ကင်မရှိတဲ့အချမ်းကိုမြင်နေတာဖြစ်သွားပြီလုံးဝမတူတဲ့အချမ်းဆိုတော့အခုနပြောတဲ့စကားမှန်သလား तू ကပြောတာလာကိုကြည့်လိုက်တဲ့တချမ်းနဲ့မြင်နေရတာကလာကဒီလိုမလှဲ့လို့ပေါ့စပင်မလုပ်လို့လို့ပြောတာဒီလုံးဝမှားတယ်။ဘာလို့ဆိုကျွန်တော်အခုပဲပြလိုက်တယ်ဒုတိယဥပမာမှာစပင်မလုပ်ဘဲနဲ့ off page ကြီးပဲလုပ်နေမယ်ဆိုရင်တော့ဘာဖြစ်လဲ။ဟိုမှာလက်ကင်ရှိတဲ့အချမ်းကိုမြင်လိုက်လက်ကင်မရှိတဲ့အချမ်းကိုမြင်လိုက်အဲ့လိုဖြစ်နေရမှာ။အဲ့တော့ဘာကြောင့် same size ကိုပဲမြင်နေရလဲကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင် တော့လာသည်တကယ်တော့ orbit တဲ့လောက်တယ် spin နဲ့လောက်တယ်နှစ်ခုစလုံးလောက်တယ် orbit ဆိုတော့ကဘာကိုလည်းပတ်တယ်သူအတေးလေသူလည်းဝင်ရုံနဲ့လေအဲ့ဒီ orbit နဲ့ spin လောက်တဲ့ speed ကတိုက်တိုက်ဆိုင်ဆိုင်တော့အကြောင်းအကြောင်းတစ်ခုကြောင့်မဟုတ်ဆိုချွတ်ဆွတ်တူနေတယ်ချွတ်ဆွတ်တူတယ်ဆိုတော့အတိတ်ပဲကဘာလဲဆိုရင်ကဘာကိုသူဒီလို orbit လောက်တာလေ29ရက်ကြာတယ်သူကလည်းသူဒီလို spin လောက်တာလေ29ရက်ကြာတယ်တပတ်လေပို့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုဒီဘက်ချမ်းမှာရှိတယ်ကဘာရှိတဲ့ဘက်ကိုအချမ်းသူလက်ကင်ပေးထားတယ်သူလဲွားတဲ့အချိန်မှာတစ်ဖက်က ်အော်ပစ်လည်းလှုပ်တယ်စပင်လည်းလှုပ်တယ်နှစ်ခုစလုံးတစ်ပြိုင်တည်းလှုပ်သွားတယ်။ဟိုဒီဘက်ရောက်တဲ့အချိန်မှာလည်းကဘာရှိတဲ့ဘက်ကိုလက်ကင်မျက်နှာပြူထားတယ်။အဲဟိုလိုပဲဟိုဘက်ဒီဘက်ဒီဘက်ရောက်တော့လည်းအဲ့လိုပဲကဘာရှိတဲ့ဘက်ကိုမျက်နှာပြူထားတယ်။အဲ့တော့ဘာဖြစ်လဲ။လာရဲ့တချမ်းလေးပဲဘာလို့မြင်နေရလဲဆိုရင်ခုနစပင်လှုပ်တဲ့စပီနဲ့အော်ပစ်လှုပ်တဲ့စပီနဲ့ချွတ်ဆွတ်တူနေလို့နော်29ရက်ကိုတစ်ခါလှုပ်တယ်။နော်29ရက်အေးမကြည့်ဘူး။ဒါပေမဲ့လို့ချွတ်ဆွတ်တူနေလို့အဲ့လိုတူတာကိုဘယ်လိုစကားလုံးပြောလဲဆိုလို့ရှင် spin orbital resonance အဲ့လိုပြောတယ်အဲ့ဒါမျိုးဆိုရင်ဘာလို့ဆို1 is to 1 spin orbital resonance ြောချင်တာပါလေတစ်ခါ spin လုပ်ပြီးတဲ့အချိန်မှာတစ်ခေါက် orbit လုပ်ပြီးရတာ one is to one spin orbit resonance ဥပမာကဘာဆိုရင်သူနေကိုပတ်တဲ့ခါမှာအဲ့လိုမဟုတ်ဘူးဒီလို spin လုပ်ဖို့တော့ဘယ်လောက်ကြာလဲ24နာရီကြာအာတ်ကိုအဲဆန်ကို orbit လုပ်ဖို့တော့ဘယ်လောက်ကြာလဲ365ရက်ကြာတယ် the one is to one မဟုတ် one is to 365လောက်ရှိရအဲ့လိုပဲ mercury ဆိုလို့ရှင်တော့2 is to 3အဲ့အကြောင်းလို့ mercury အရန်စမ်းကြယ်လေနေဝင်နေထွက်အဲ့ဒါလည်းနောက်မှသက်သက်ပြောပြမယ်ဆိုရင်ဒါဆိုရင်1:1 spin orbit resonance လာကပောက်လုတ်တဲ့ခါမှာ ဲ့လိုဖြစ်တဲ့အတွက်အဲ့ဒါကိုနောက်ထပ်အင်္ဂလိပ်စာလုံးဘယ်လိုသုံးလို့ရသေးလဲဆိုလို့ရှိရင်အဲ tidily locked เนาะ tidily locked ဖြစ်တယ်လို့ပြောဘာမှလို့တော့ဘယ်လိုဘာသာပြန်မလဲမသိဘူးပြောချင်တာ तू ကလဲတာလဲနေတာဘာဖြစ်လဲဆိုရင်ကဘာကိုမျက်နှာတစ်ချမ်းပဲ तू ကအမြဲတမ်းပြထားတယ်ဒီเนาะအဲ့ဒါကို1:1 spin orbital resonance နောက်တစ်မျိုးခေါ်ရင် tidily locked ဟုတ်ပြီเนาะဟုတ်ပြီအဲ့တော့လရဲ့မျက်နှာပြင်တွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်တစ်ခုထပ်ပြောရမှာတော့ဗာလဲဆိုလို့ရှင်အခေါ်ဘော်ဒီပေါ့နော်အခေါ်ဘော်ဒီမှာ ဘလို့အခေါ်ဝေါ်ရှိလဲဆို၄မျိုးပေါ့နော်အဲ့တော့ near sight far sight အဲအဲ့ဒါရှိတယ်ဒါကတော့ခုနကကျွန်တော်ပြောတာရှင်းတယ်ဟာလာဒီရွှေလာမှာဆန်ဖွက်တဲ့အဖိုးရှိတယ်ယုံနဲ့ဆန်အဲ့ဒီ sight အဲယုံနဲ့အဖိုးရှိတဲ့မျက်နှာပြင်သည်ဒါကျွန်တော် near sight လို့ခေါ်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့အမြင်မြင်နေရတယ်ပေါ့နော်ကျွန်တော်တို့ဘတ်ချန် sight far sight ဆိုတော့ဟိုဘတ်ချန်ပေါ့ကျွန်တော်တို့အဲ့ဘတ်ချန်ဟာဘုံတော်တော်နဲ့မမြင်ဘူးအခုဒါပြထားတဲ့ပုံကဒါ far sight ဟိုဘတ်ချန်ပေါ့နော် အဲနောက်တစ်ခါကျတော့ဗာလဲဆိုရင်လူတွေနောက်တစ်ခုပြောကြတာဗာလဲဆိုတော့ bright side နဲ့ dark side of the moon ဆိုပြီးတော့ပြောတယ်အဲလူတွေကဘလို့အမှတ်မှားလဲဆိုတော့ဟုတ်ပြီဒီခုဒီလေလာကြီးမှာပေါ့နော်ဒါကျွန်တော်တို့ဘက်ကမြင်နေရတဲ့အချက်ဟာတော့ဟိုဘက်ချမ်းကျွန်တော်တို့မမြင်ရအောင်လူတွေကဘလို့တွေးလဲဆိုတော့အဲ့ဘက်ချမ်းအငင်းမောင်နေမှာပဲအဲ့လိုတွေးတယ်တွေးပြီးတော့မှ dark side of the moon ဟာလာဆိုပြီးတော့ဟိုဘက်ချမ်းပြောတာဒါပေမဲ့မဟုတ်ဘူးလေ ။ဒါဆိုနေကတူတူအပြင်ကနေပြီးတော့အထိုးနေတာ။ဒီနေကဘာနဲ့လာရလေပတ်နေတဲ့ချိန်မှာအဲ့ဆိုဘလို့နားလည်ရမလဲဆိုဟုတ်တယ်လာပြည့်ရညမှာမောကြည့်လိုက်လို့ဟုတ်တယ်ကျွန်တော်တို့ရဲ့ near site ကလာလင်းထိန်နေတဲ့ချိန်မှာဟုတ်တယ် far site ဒီလုံးဝမှောင်မဲနေတယ် dark ဒါမဲ့မှာလကွယ်နေမှာမောကြည့်လိုက်လို့ဟလာဟိုလာကျွန်တော်တို့ဘတ်ချန်က near site ကလုံးဝမလင်းတော့တဲ့ချိန်မှာဟိုဘက် far site ကလင်းထိန်နေမှာကျွန်တော်တို့မမြင်ရတာရှိတာအဲ့တော့ပြောချင်တာ bright site dark site ရှိလားဆိုရှိတော့ရှိတယ်ဒါမဲ့အဲ့ဒါကအဲ့လိုမျိုးခုန near site far site လိုမျိုးပုံသေးမဟုတ်ဘူး နီယာဆိုင်ဖာဆိုင်ဆိုတာရှင်းတယ်ကျွန်တော်တို့ဒီဘက် channel the always ကျွန်တော်တို့ဘက်ကိုပဲလှည့်နေတယ်ပေါ့နော်အဲ့တော့အကေဝိလူသားလာပေါ်မှာတွားနေခဲ့မယ်ဆိုရင်နော်အဲ့တော့ဘာဖြစ်လဲသူလည်းအဲ့လိုပဲသူ့မှာလည်း day နဲ့ night ရှိတယ်အဲဒါမဲ့တခုတော့ရှိတာပဲသူ့ရဲ့ day ဒီကဘာရဲ့ day နဲ့14ရက်လောက်ကြာတယ်14ရက်ခွဲလောက်ကြာတယ်သူ့ရဲ့ night ဒီလေကဘာရဲ့ night နဲ့14ရက်ခွဲလောက်ကြာတယ်ဘာဖြစ်လို့လဲသူ့စီမှာ cycle တစ်ဖက်ပြည့်လဲသွားဖို့အတွက်ဒီနေ့ဝင်ထွက်အလင်းမှောင်တစ်ဖက်လဲသွားဖို့အတွက်29ရက်ကြာလို့ ဟုတ်ပြီနော်အဲဆိုရင်အဲဗာလဲဆိုတော့ near cipher site ဆိုတော့ပြောပြီးပြီနော်အဲ့တော့ dark side of the moon bright side of the moon ဆိုပြီးတော့အဲ့လိုမျိုးပုံသေးမရှိဘူးဒါပေမဲ့ခေါ်လို့တော့ရတာပေါ့လင်းတဲ့ခြံကတော့ bright side ပေါ့ဒါမှောင်တဲ့ခြံကတော့ dark side ပေါ့ဒါပေမဲ့အမြဲလင်းအမြဲမှောင်နေတဲ့ site ဆိုတာလာမှာမရှိဘူး